နေအိမ်အကျယ်ကျုံးပြေးစောင့်ကြည့်ထားတဲ့ဘရာဇီးသမ္မတဟောင်းဘောဆိုနာရိုအားထွက်ပြေးနိုင်ခြင်းရှိသူအဖြစ်သတ်မှတ်လိုက်ပြီးနောက်နိုဝင်ဘာ22ရက်မှာဖမ်းဆီးထိန်းသိမ်းလိုက်ပြီးဖြစ်ပါတယ်။ဘောဆိုနာရိုဟာ2022ရွေးကောက်ပွဲမှာပြိုင်ပတ်လူလာတာဆိတ်ဗာကိုရှုံးခဲ့တော့လဲအာနာကိုဆက်လက်ထိန်းသိမ်းထားရန်ရည်ရွယ်တဲ့လှုပ်ဝက်ကြံစီမှုတရက်ကိုဥဆောင်ခဲ့ကြောင်း ီခဲ့တဲ့နှစ်စက်တင်ဘာမှာပြစ်မှုထင်ရှားခဲ့ပြီးထောင်ဒဏ်29နှစ်ကျော်ချမှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့အယူခံဝင်နေဆဲဖြစ်တဲ့အတွက်နေအိမ်အခြေချုပ်ဖြစ်နေထိုင်ခွင့်ပြုထားပါတယ်။ဘောဆိုနာရို၏ဂျန်စီမှုကစစ်တပ်ထောက်ခံမှုကိုမရခဲ့တာကြောင့်မဖြစ်မြောက်ခဲ့ပါဘူး။ဘရာဇီးတရားရုံးချုပ်တရားသူကြီးအလက်ဆန်ဒရီဒီမိုရဲလက်စ်ကအသက်80အရွယ်ပေါ်ဆူနာရိုကိုဖမ်းဆီးလိုက်ရခြင်းကကြိုတင်ကောက်ွယ်မှုတစ်ခုဖြစ်ကြောင်း ဘောဆိုနာရိုကခြေချင်းဝရှိ electronic စောင့်ကြည့်ကြရာကိုချိုးဖျက်ပြီးထွက်ပြေးရန်အစီအစဉ်ရှိကြောင်းအချိန်နှိချုပ်ထွေးနေချိန်ထွက်ပြေးရလွယ်ကူအောင်နိုဝင်ဘာ22ရက်နေ့မှာ နေအနီး၌ဆန္ဒပြကြရန်ဘောဆိုနာရိုဤသားကလှုံ့ဆော်ထားကြောင်းပြောကြားခဲ့ပါသည်။ ဘော်ဆိုနာရိုနေအိမ်ဟာအမေရိကန်တန်ယုံနဲ့နေပါတယ်။ရခိုင်ကလည်းတမရဟောင်းဟာအာဂျင်တီးနားတန်ယုံသို့ထွက်ပြေးပြီးနိုင်ငံရေးခေလွန်ခွင့်တောင်းရန်စီစဉ်ခဲ့ပူပါတယ်။ဘော်ဆိုနာရိုဟာအမေရိကန်တမရဒေါ်နယ်ထရိတ်မဟာမိတ်ဖြစ်ပြီးဘော်ဆိုနာရိုအမှုရင်ဆိုင်နေရခြင်းကမလိုလားသူကိုဖယ်ရှားသည့်နီလန်တရက်ဟုဆိုကာလက်တော့ပြန်သည့်အနေဖြင့်ဘရာဇီးကိုတွင်းကုန်ခွန်များနဲ့အေးအေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပါတယ်။လက်ရှိမှာတမရဟောင်းကိုမြို့တော်ဘရာစီလီယာရှိရဲစခန်းတစ်ခုတွင်ထိန်းသိမ်းထားပါတယ်။